အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆရာမလေးကစာရေးဆရာထိန်လင်းရေးသားထားတဲ့ငါတို့မှာငါတို့ရှိတယ်ဆိုတဲ့စာအုပ်ထဲကစောင်းမလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်ပါတယ်စောင်းမလေးတွေမဖတ်ပြခင်မှာငါတို့မှာငါတို့ရှိတယ်ဆိုတဲ့ကြပြလေးကိုဖတ်ပြခြင်းပါတယ်နားဆင်ပေးကြပါအောင်ရှင်ငါတို့မှာငါတို့ရှိတယ်အရှင်နဲ့အနောက်နေနဲ့ည မတူကြပေမဲ့တို့ပြည်သူတွေရဲ့အပူအတူတူမျှဝေခံစားတို့တွေအားလုံးຫນွေဦးကအမွေပေးခဲ့တဲ့တော်လန်ရေးခီးသွားတွေပါအနီးအနားမှာဇနီးသားနဲ့ဆွေမျိုးမိဘမရှိကြရင်လေမေတ္တာအပြည့်နဲ့သွေးချင်းတွေကဘာပေါ်ကနေရအနှံ့ကျယ်ပြန့်စွာရှိနေတဲ့အကြောင်းတည်င်းကောင်းပါပါစေ။စိုးရိမ်စိတ်ထိတ်လန့်စိတ်တွေးဝေစိတ် တိမ်ငယ်စိတ်အဲ့ဒီလိုစိတ်ထားတွေနဲ့အားငယ်မှုဖြစ်တဲ့အခါလုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်ထိန်လင်း31ရက်12လ2021ဆံမလေးဖတ်ပြမယ်စောင်းပါလေးကတော့အဋ္ဌိယသွေးနှွေဦးတေးပဲဖြစ်ပါတယ်အဋ္ဌိယသွေးနှွေဦးတေး A woman is like a teapot. You can't tell how strong she is until she put her in hot water eleanor roosevelt အမျိုးသမီးတယောက်ဟာလက်ဖက်၆ထုပ်ကလေးတစ်ထုပ်နဲ့တူပါတယ်ရေအပူတွေကို မထည့်လိုက်မချင်းသူ့ရဲ့ကြံ့ခိုင်မှုဘလောက်ရှိတယ်ဆိုတာသင်မပြောနိုင်ပါဘူး American First Lady တူဦးဖြစ်တဲ့ Eleanor Roosevelt ပြောကြားခဲ့တဲ့စကားလေးပါ သူ့ရဲ့အဆိုအမိတ်တွေကလက်ဖက်ခြောက်ထုတ်ကလေးတွေကျွန်တော်တို့တိုင်းပြည်မှာများစွာရှိနေခဲ့ကြသလိုမျက်မှောက်ကာလမှာလည်းများစွာရှင်သန်လျက်ရှိပါတယ်။အထူးသဖြင့်မြမနွေဦးတော်လှန်ရေးအတွင်းအာနာရှင်တွေရဲ့ဖိနှိပ်ရက်ဆက်မှုရှိအပူထဲမှာတတိရှိစွာရဲဝင်စွာဖျက်တမ်းခဲ့ကြတဲ့မြမအမျိုးသမီးတွေဟာကျွန်တော်တို့ဂုဏ်ပြုရမယ့်သူတွေပါ။ အခုဆိုရင်စစ်အုပ်စုရဲ့မအောင်မြင်တဲ့အာဏာသိမ်းမှုတစ်နှစ်ပြည့်ခဲ့ပါပြီ။မြမသမိုင်းမှာအကောက်ကျစ်အရက်ဆက်အယုတ်မာဆုံးနီးတွေလောက်ရက်တွေနဲ့ပြည်သူလူထုကိုဖိနှိပ်ခဲ့ပေမဲ့အချိန်ကြာလာလေပြည်သူတော်လှန်ရေးကအားကောင်းနေဖြစ်လာပါတယ်။ ဘတ်ပေါင်းစုံက တော်လန်ပုံကံသူတွေရှိတဲ့အထက်အမျိုးသမီးတွေရှေ့တန်းကပါဝင်ခဲ့တယ်လို့ကြာဆုံးရသူများလည်းရှိခဲ့ပါတယ်။အခုဆောင်းပါးမှာတော့ကြာဆုံးခဲ့ရတဲ့အမျိုးသမီးများအကြောင်းဂုံပြုဖော်ပြခြင်းပါတယ်။2022ခုနှစ် January လ31ရက်နေ့မှာ AAPP လို့အတူောက်ခေါ်တဲ့နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်းက ိတ်ထီရသွေးနှွေဦးသေးလို့အမည်ရတဲ့စာအုပ်တအုပ်ထုတ်ဝေပါတယ်။မြမသမိုင်းမှာပထမဦးဆုံးထပိန်ကိုအလံလွင့်ထူပြီးငါတို့ထမိန်ငါတို့အလံငါတို့အောင်ပွဲလို့ရွေးသားကြွေးကြော်ခဲ့ကြတဲ့ကြွေးကြော်တန်ကိုနှွေဦးသေးအဖြစ်တင်စားဂုဏ်ပြုထားတာဖြစ်ပါတယ်။ ထမိန်ဆိုတဲ့အသုံးနှုန်းကို အမှန်ဖြစ်ပေမဲ့ကျွေးကြော်သံမှာသုံးတဲ့အတိုင်းပေါ်ပြထားတာဖြစ်တယ်လို့ AAPP တာဝန်ရှိသူများကဆိုပါတယ်။စာမျက်နှာ80ကျော်ပါတဲ့ဒီစာအုပ်မှာစစ်အာဏာသိမ်းမှုတစ်နှစ်တာအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့လက်ချက်ကြောင့်ကြာဆုံးခဲ့ရတဲ့အမျိုးသမီး104ယောက်အကြောင်းစုစည်းဖော်ပြထားပါတယ်။ ကြဆုံးခဲ့ရတဲ့အမျိုးသမီးများဟာအသက်9နှစ်ကနေ88နှစ်အထိဖြစ်ပြီးရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်ကလွဲလို့ကျန်တဲ့ပြည်နယ်နဲ့တိုင်းတွေက ဖြစ်ပါတယ်။ဒီလူတွေဟာစစ်ပွဲအတွင်းသေဆုံးရတာမဟုတ်ဘဲအာနာရှင်လက်ပါစီတွေရဲ့ပြစ်ခတ်မှု၊ဖမ်းဆီးနှိမ်မှန်မှု၊ရက်စက်မှုတွေကြောင့်အသက်ပေးခဲ့ရသူတွေပါ။ ရေဦးတော်လန်ရေးအတွင်းပထမဆုံးသွေးမြေကြခဲ့ရတဲ့အမျိုးသမီးကတော့မနစ်က February လ9ရက်နေ့မှာဆုံးပခဲ့ရတဲ့မမြသွယ်သွယ်ခိုင်ပါအကာအကွယ်နောက်မှာရှိနေတဲ့22နှစ်အရွယ်မိန်းကလေးရဲ့ဦးခေါင်းကိုချိန်ရွယ်ပြစ်ခတ်ခဲ့တာဟာတိုင်းပြည်ကိုအကြောက်တရားအောင်မှာပြပြဝတ်စေဖို့စစ်အုပ်စုရဲ့ကြိုးပမ်းချက်ဖြစ်ပါတယ် အာနာသိမ့်မြင့်ရှိရဲ့အကြာ2021ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာမမရတွေ့တွေ့ခိုင်ကို ပြစ်ခတ်ခဲ့တာပါတော်တင်နှဲ့ရီဒေါ်မြင့်မြင့်စင်တို့လိုចောင်းစီယာမရီအားခုလို လူအခွင့်ရေးဆောင်ရွက်သူမခင်ခင်ကျွဲမတင်စာဟေးမပြရန်ချင်းတို့လိုသူနာပြုစေနာဝန်ထမ်းတွေဒါမှမဟုတ် မက်ခင်မျိုးချစ်လို့ဖခင်ရင်ခွင်ကြားရှိနေတဲ့ကလေးပါမချန်လူမဆန်စွာတပ်ဖြတ်ခဲ့ကြတာပါအကျန်းဖက်စစ်ကောင်စီကအာနာဟာတနက်ပြောင်းဝမှာရှိတယ်ဆိုတော့အောက်တန်းကြတဲ့အတွင်းနဲ့သူတို့ထက်အစာပေါင်းများစွာတန်မိုးရှိတဲ့ပြည်သူတွေအနာဂတ်မျိုးဆက်တွေကို ပန်းကောင်းအညွှချိုးနှိပ်စက်တပ်ဖြတ်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့ခုချီနားမလည်နိုင်သေးတာကဒီတော်လန်ရေးဟာ တသွေးတတန်တမိတ်တဘောအမိတ်ပေးတိုင်းလှုပ်ရအမိတ်ပေးတိုင်းကြောက်ရတဲ့ခေတ်ကို အဆုံးသက်အောင်တော်လန့်နေတယ်ဆိုတဲ့အချက်ပါရာတို့အခွင့်ရေရလို့ရညာစစ်အောင်အာနာရှင်စီဒူးထောက်ဝင်သွားတဲ့ပြည်သူစစ်ဆက်ဖောက်တူပြောမှုတာမှတ်မိပါသေးတယ်88တုံးကလည်းလူတို့အခုလိုလမ်းပေါ်ထွက်ခဲ့တာပဲခဏနေတော့ညိတ်သွားတာပဲတဲ့ အခုတစ်နှစ်ပြည့်ခဲ့ပါပြီလမ်းပေါ်မှာတပိတ်တိုက်ပွဲတွေမရက်သေးသလို နိုင်ငံရေးအန်တုမှုတွေနဲ့ခုခံစစ်တွေလည်းမရက်သေးပါဘူးကြာဆုံးသွားတဲ့အမျိုးသမီးတွေထဲမှာအန်ရရှိမန်းတိလျက်နဲ့ဒီတော်လန်ရေးခီးချမ်းမှာ ပါဝင်ခဲ့သူတွေရှိပါတယ်သူတို့ကအုတ်ရောရောကြောက်ရောရောပါခဲ့တာမဟုတ်ပါဘူး သူတို့တွေမျော်မှန်းတဲ့သူတို့တွေမမြင်နိုင်တဲ့အနာဂတ်အတွက်အသက်တွေဘဝတွေရင်းနှီးပေးဆက်ခဲ့ကြတာဖြစ်ပါတယ်အကောင်းတိုင်းပြန်လာမယ်လို့အာမမခံနိုင်တဲ့ခီးကို သွားရတဲ့အခါနှောင်ကြိုးတွေက ခွင့်လွတ်ပေးပါလို့ရေးသားခဲ့တဲ့မုံရွာတပိတ်စစ်ကြောင်းမှာပါဝင်ခဲ့တဲ့မတ်တင်စာဟိသမီးသေးသွားခဲ့ရင်မကယ်ပါနဲ့သမီးကိုချပြီးနိုင်အောင်ကြိုးစားကြပါ ဒီတိုက်ပွဲအောင်ရင်သေပျော်ပါပြီကဘာမကြေဘူးဆိုတဲ့တောင်တကုံကမတ်ဆူးဝင်သွားအသက်သွေးမျိုးစားတို့ကို ဖော်ပြပြီးသေဆုံးခဲ့ရင်မျက်ကြည်လွာနဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကို အသုံးပြုဖို့ကြိုတင်လှူဒန်းကြောင်းစာရေးခဲ့တဲ့မတ်စင်မာအောင်ခစင်ပု ဒီလူတွေဟာ အဖိနှိတ်ခံပြည်သူတွေကိုအားမငယ်ဖို့အများနဲ့အတူသူတို့ရှိနေကြောင်းရက်တီစွန်စားနေကြောင်းပြသခဲ့သူများဖြစ်ပါတယ်။ကြာဆုံးသွားသူများရဲ့တာဝန်ကို ရှင်သန်နေသူများက လက်ဆင့်ကမ်းပခုံးပြောင်းပြီးထမ်းရွက်တယ်ဖို့နေကြတဲ့ယနေ့အခါမှာ ကျွန်တော်တို့တဦးချင်းကနောင်လာမဲ့မျိုးဆက်တစ်တွေတက်ကောင်းမွန်တဲ့အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ဖို့ဝိုင်းဝန်းကူညီကြရမှာဖြစ်ပါတယ်။ ငါတို့မှာငါတို့ရှိတယ်ဆိုတဲ့အသေးနဲ့ကြာဆုံးခဲ့သူများကိုခုံပြူရင်းအားထုတ်ကြရအောင်ပါ3ရက်2လ2022နောက်ထပ်ဆောင်းပါလေးတစ်ပုဒ်ကတော့ပြည်သူအာနာပြည်သူပြန်ပေးဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆောင်းပါလေးပဲဖြစ်ပါတယ်ဆက်လက်နားဆင်ပေးကြပါအောင်ရှင်ပြည်သူအာနာပြည်သူပြန်ပေး မြမຫນွေဦးတော်လှန်ရေးကာလအတွင်းကြွေးကြော်ခဲ့ကြတဲ့ပြည်သူအာဏာပြည်သူပြန်ပေးဆိုတဲ့ကြွေးကြော်တန်ဟာတကယ့်အမှန်တရားဖြစ်တယ်လို့အမှန်တရားအတွက်တောင်းဆိုတာလည်းဖြစ်ပါတယ်။အခက်ခဲတွေကြုံတွေ့ရပြီးအားငယ်စိတ်တွေဝင်လာပြီးဆိုရင်တချို့ကကို့မှာခွန်အားတွေမရှိတော့ဘူးလို့ထင်တတ်ကြပါတယ်။ ကိုမှရှိတဲ့အစွမ်းစာတွေကိုမသိကြတာမေးရောကြတာတွေက အခက်ခဲတွေကို မကြော်ဖြတ်နိုင်တဲ့အဓိကအားနည်းချက်ဖြစ်ပါတယ်။အစွမ်းကုန်အားမထုတ်ဘဲလက်လျှော့ခြင်းများကလည်းအောင်ပွဲနဲ့အလံဝေးစေတဲ့အချက်ပါပဲ။ဒါတွေတဲ့ပတ်သက်လို့ဖတ်ဖူးတဲ့စာတပုတ်နဲ့အကြောင်းအရာလေးတစ်ခုတို့ကိုဝေငှပါစေ။ပထမအကြောင်းအရာကဒီလိုပါလူတစ်ယောက်က လင်းယုံကန့်ဥတလုံးကို ကောက်ရလို့ကျမတကောင်ရဲ့ဝချင်းနဲ့ထဲ့လိုက်ပါတယ်။လင်းယုံငှက်ဥကိုကျမကကျဥတွေနဲ့အတူဝတ်တော့ကျက်ကလေးတွေနဲ့အတူလင်းယုံငှက်ကလေးအကောင် ပေါက်လာပါတယ်။သူကသူ့ကိုယ်သူကျက်ကလေးလို့ယူဆပြီးကျက်လို့တွေးကျက်လို့နေထိုင်ပါတယ်။လင်းယုံဆိုတာလေးမပြန်ဝဲပြီးသတော်ငယ်တွေကိုတုတ်ချီစားတော့တဲ့အလေးထားရှိပေမဲ့သူကတော့ ကြက်တွေလိုပဲမြေကြီးကိုခြေနဲ့ရက်အင်းဆက်တွေ ပိုးကောင်တွေကို ရှာဖွေစားတောက်ပါတယ်ကြက်တွေလိုပဲတော်ပါတယ်အတောင်ပံကိုတစ်ဖြက်ဖြက်ခတ်ပြီးဟိုနားဒီနားကိုကြက်တွေ ပြန်နိုင်သလောက်ပဲပြန်ပါတယ် နှစ်တွေတော်တော်ကြာလာတော့လင်းယုံငှက်ကငှက်အိုတကောင်ဖြစ်လာပါတယ်ဒီနေ့ကောင်းကင်မှာအင်မတန်ဟိတ်ဟန်ကြီးတဲ့ငှက်ကြီးတကောင်ဟာ သူ့ရဲ့ကြီးမားကျယ်ပြန့်တဲ့တောင်ပံတွေကိုဖြန့်ပြီးလေဟုန်စည်းဝဲပြန်လာတာကို သူတွေ့လိုက်ရပါတယ်အဲ့ဒီငှက်ကြီးဟာစီးချက်ညင်းကြီးတောင်ပံတွေကို အားပါပါခတ်ရင်လေအဟုံမှာဝဲပြန်နေပါတယ်။ ငှက်အိုကြီးကအန်အောပနတ်ဖြစ်သွားပြီးအဲ့ဒါဘာကောင်ကြီးလဲလို့အနာကချက်တကောင်ကိုမေးတဲ့အဲ့ဒါလင်းယုံလို့ခေါ်တဲ့ငှက်တွေရဲ့ဘရင်ပေါ့သူတို့ကကောင်းကင်မှာနေရတယ်ဒိုးကတော့ကြက်ဆိုတော့မြေကြီးပေါ်မှာပဲနေရတယ်လို့သူ့မိတ်ဆွေက ပြန်ဖြေတယ်အဲ့ဒီနောက်မှာတော့ လေးယုံငှက်အိုကြီးဟာသူ့ကိုယ်သူချက်တကောင်လိုခံယူပြီးတည်တဲ့အထိချက်လိုပဲနေထိုင်သွားပါတယ်ဒီဇလန်းလေးကတွေးစရာအများကြီးပါ ကိုဟာဘသူနဲ့တူတယ်ဘသူဖြစ်တယ်ဆိုတာမသိခြင်းနဲ့ကို့အစွမ်းအစဘလောက်ရှိတယ်ဆိုတာမတွက်ဆခြင်းတို့ကို တွေ့ရမှာဖြစ်ပါတယ်ဒါပြင် ထားရနေစေရဘဝမှာပျော်မွေ့သွားတတ်တဲ့အလေးထားကိုလည်းတွေ့ရပါလိမ့်မယ်။ တတော်တို့တွေကဘဝကိုအဲ့ဒီလိုအဖြစ်ခံကြမယ်လူတွေလားတပားသူတွေနေစေခြင်းနဲ့ဘဝမှာပျော်မွေ့နေကြမှာလားအလေးအနက်တွေးကြည့်ရင်မမြင်နိုင်တဲ့စွမ်းအားတွေကျွန်တော်တို့မှာရှိနေကြောင်းတွေ့ရမှာပါနောက်တစ်ခုက သူတေသနာလုပ်တဲ့ဖြစ်ရပါတတော်ဝါရဲ့အသိဉာဏ်အစဉ်အတန်းကိုစမ်းစစ်လေ့လာမှုပါ သူတေသနာပညာရှင်တွေက ရေကန်တစ်ခုနဲ့ငမန်းတစ်ကောင်ကိုလွှတ်ထားတဲ့အခါငမန်းကရေကန်အနှံ့ကုခတ်သွားလာနေပါတယ်။အချိန်အတော်ကြာတဲ့အခါသူတို့ကရေကန်ရဲ့အလဲကိုမှန်အချီတစ်ချက်ကာလိုက်ပါတယ်။ဒီတော့လွတ်လွတ်လပ်လပ်ကုခတ်နေတဲ့ငမန်းက ကာထားတဲ့မှန်ကို ဝင်တိုက်တော်တာပေါ့။ ရေထဲမှာကာထားတဲ့မှန်ကိုဝင်တိုက်မိတဲ့ငမန်းဟာတစ်ခါနှစ်ခါဝင်တိုက်မိချိန်မှာမှန်ရှိတဲ့ဘက်ကို ဖြတ်တန်းကုခတ်ဖို့ကြိုးစားပေမဲ့အချိန်များလာတဲ့အခါမှာတော့မှန်ကာထားတဲ့ဘက်ကို မလာတော့ပါဘူး။အချိန်နည်းနည်းကြာတော့ပညာရှင်တွေက သူတို့ကာထားတဲ့မှန်ကိုဖယ်လိုက်ပါတယ်။ဒါပေမဲ့ငမန်းကမှန်ကာထားခဲ့တဲ့ဘက်ကိုဘယ်တော့မှပြန်မလာတော့ပါဘူး။ ဒီဖြစ်ရမှာလဲတွေးเสียများကြီးပါ အခက်ခဲတွေကြုံရတဲ့အခါတခါမအောင်မြင်တာနဲ့ဘရောမှမအောင်မြင်နိုင်ဘူးလို့တွေးတတ်တဲ့စိတ်ကို ပြင်ဆင်အားတင်းရမှာဖြစ်ပါတယ် ဘရောမှအရှုံးမပေးဘူးဆိုတဲ့သူတွေစီကိုပဲအောင်မြင်မှုတွေထိုက်ထိုက်တန်တန်ရောက်ရှိတာဖြစ်ပါတယ်ဘလောက်ပဲအခက်အခဲတွေနဲ့ကြုံရပါစေကိုတယောက်တည်းဒါမျိုးကြုံရတာမဟုတ်ဘူးကိုလိုလူတွေအများကြီးရှိခဲ့တယ်အများကြီးရှိနေတယ်လို့သတိပြုပါ လူများပါဝင်တဲ့ဒေါ်လန်ရေးမှာဆိုရင် ကို့လိုရုံးကန်လှူရှားနေသူတွေအများပြားရှိနေတာမို့ပိုပြီးတောင်အားတက်စရာပါ ငါတို့မှာငါတို့ရှိတယ်လို့တွေးလိုက်တာနဲ့တောင်ခွန်အားတွေအလိုလို ရှိလာပါလိမ့်မယ်ဒီကနေ့ကျွန်တော်တို့ဆင်နွှဲနေကြတဲ့တော်လန်ရေးဟာမလွဲမသွေအောင်မြင်ပါပါငါတို့မှာငါတို့ရှိပါတယ်15ရက်2လ2022 ဒီနေ့မှာတော့ဆရာမလေးကစောင်းပါလေးနှစ်ခုကိုဖတ်ပြသွားတာဖြစ်ပါတယ်။လာမယ့်ရက်တွေမှာလည်းငါတို့မှာငါတို့ရှိတယ်ဆိုတဲ့စာအုပ်လေးတွေကစောင်းပါလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့ပြောကြရင်အားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်။